ဖလာမင်ဂိုရှုံးနိမ့်ခဲ့တဲ့ပွဲပြီးမှာချယ်ဆီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးခြင်းတဲ့အချက်6ချက်မင်္ဂလာပါကိုခန့်ရေးစတာဖုတ်ဘောရှူအနေကျိုးစားပါရခင်ဗျကျွန်တော်ကိုခန့်ပါကျွန်တော်ဒီပွဲကိုပွဲချိန်ပြီးကြည့်ပြပါတယ်ဒါမှလည်းပွဲပြီးသုံးသက်ချက်လောအားလောက်တဲ့အထိပြောစရာဆွေးနွေးစရာစကားမရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီး Chelsea နဲ့ဆက်ဆက်လို့ပြင်ရန်ဆင်ရန် upgrade လုပ်ရန်စတဲ့အချက်လက်လေးတွေကိုပဲအဓိကထားပြီးဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်။ဆိုတော့အရင်ပြောချင်တာ FIFA Club World Cup နဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်။အခုရှုံးထွက်အဆင့်တွေမရောက်သေးဘူးဆိုပေမဲ့ group stage ပွဲစဉ်တွေကတော့ကျွန်တော်တို့ထင်ထားသလိုဖြစ်မလာခဲ့ဘူး FIFA အနေနဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူးလို့ပြောရမှာပါ စကားချင်းချင်းပြောရင်တော့ဖေးတယ်လို့တောင်ပြောလို့ရပါတယ်ရှုံးထွက်ဆင်းရောက်ရင်တော့ fever ဘယ်လိုလုပ်မလဲတော့မပြောတတ်ဘူးလက်ရှိအချိန်မှာကွင်းထဲကိုလာကြည့်တဲ့ပြိသက်ကကွင်းလုံးပြည့်မရှိသလိုတချို့ပြိသက်တွေရဲ့အပိမှုကလည်းအသင်းနဲ့ဗျာအဲ့လို matching မဖြစ်တဲ့ခံစားချက်မျိုးကျွန်တော်ရတယ်။ကျွန်တော်တယောက်ပဲအဲ့ခံစားချက်ရရလားမသိဘူး။ကျွန်တော်ညီကိုတွေရောဘယ်လိုထင်သလဲပေါ့။ဥမာပြောရင်တော့မနေ့က ဖလာမင်ဂိုပရိသတ်တွေသည်သူတို့အသင်းအားပေးတာတသားရဲကြတယ်။မြောက်အမေရိကနဲ့တောင်အမေရိကဥရောပလောက်မဝေးတဲ့အတွက်ကြောင့်လာကြည့်လို့အဆင်ပြေတာလည်းပါမှာပေါ့။သို့တော့အမေရိကမှာရှိတဲ့ Chelsea ပရိသတ်တွေကြတော့လန်ဒန်မှာရှိတဲ့ Chelsea ပရိသတ်တွေလောက်အသင်းအားပေးတာတသားရဲဖြစ်မနေဘူး။ဟိုအားပေးတဲ့အတွက်ကြောင့်အားပေးရမယ်ဆိုတဲ့အတွက်ကြောင့်သာအားပေးလိုက်တယ်။ဒါရီဒီချက်စီပရိသတ်ဆိုရဲစိတ်ကံသားချက်မျိုးမရဘူးပေါ့နော်။အဲ့တော့ကွင်းထဲမှာကန်နေတဲ့ကစားသမားတွေကလည်းအဲ့ဒီခံသားချက်ကိုရတယ်ဗျ။ ကသာသမားတွေအားလုံးနှိပါသည်အဲ့လို passionate မဖြစ်တာတွေ့ရတယ်နောက်တစ်ပိုင်းကကြတော့ယာတီဥဒု Philadelphia ရဲ့ယာတီဥဒုဒီရေးလဲပူတယ်အဲ့တော့ဥရောပလာကစားရတဲ့ကစားသမားတွေအတွက်ဒီယာတီဥဒုကစိန်ခေါ်မှုတစ်ခုဖြစ်တယ် pressing ပေးရမယ့်နေရာမှာအပြည့်ဝမပေးနိုင်တဲ့ပုံစံမျိုးတွေမြင်ခဲ့ရတယ်တဖက်က flamingo ကကြတော့အမေရိကတိုက်ရအတင်းတင်းဖြစ်တာနဲ့အညီဒီယာတီဥဒုကိုလိုက်လျောညီထွေဖြစ်စွာကစားနိုင်ပါတယ် ါကလက်တင်အမေရိကအသင်းတွေရဲ့အသာချက်တစ်ခုလို့တောင်ပြောလို့ရတယ်။နောက် water break တွေအချိန်အများကြီးပေးရတယ်။ဥရောပဘက်ကလာတဲ့ကစားသမားအနေနဲ့ရှင်ရင်းဆွဲ performance တက်ပို့ပြီးတော့နိုင်နေတာကိုမြင်ရပါတယ်။အဲ့အတွက်ကြောင့်2026ကမ္ဘာဖလားလုံးမဲ့ Ancient American အနေနဲ့ကနေဒါတို့မက္ကဆီကိုတို့ရာသီဥတုတိတ်မကွာပါဘူးပြအကုန်ပေါ့။ဒီရာသီဥတုဘိုင်းကိုချုပ်တင်ပြင်ဆင်ထားတဲ့နယ်လို့ကျွန်တော်ယူဆတယ်။ဒီလိုမှမဟုတ်ရင် player တွေရဲ့ complaint တက်ခြင်းကိုခံရလိမ့်မယ်။ဥရောပသားတွေဒီလိုရာသီဥတုမှာတကယ် 調査ပန်းစားကစားဖို့ဆိုရင်စိတ်တဲ့အပြည့်နဲ့ကစားဖို့ဆိုရင်သိပြီးမလွယ်လပါဘူး။ Okay အဲ့တော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်တဲ့အချက်6ချက်ကိုစပြီးဆွေးနွေးလိုက်အောင်။ပထမဆုံးတစ်ချက်ကတော့ကျွန်တော်ရှေ့မှာပြောတဲ့အပိုင်းတွေမှာပါပြီးသွားပြီ။ Passion နဲ့တယ်ဗျ။ Passionate မဖြစ်ဘူး။ဒါကပြိုင်ပွဲရဲ့နော်အချိန်ကြီးကြောင့်လည်းဖြစ်ရင်ဖြစ်လိမ့်မယ်။ယာတိဥဒုကြောင့်လည်းဖြစ်ရင်ဖြစ်လိမ့်မယ်။ပရိသတ်အားပေးမှုနဲ့လည်းစိုင်ကောင်းစိုင်လိမ့်မယ်။ဒီပွဲမှာချက်သီးသီးဘောလုံး မရှိတဲ့အချိန်ကိုပို့ပြီးတော့ကြိုးစားအားထုတ်မှုပြုလုပ်တယ်ဒါတွေကအင်္ဂလန်အသင်းတွေရဲ့စတိုင်ပဲတိတ်ပြီးဘောလုံးကိုင်မနေဘူးနောက်ပိုင်းပရီးမီးယားလိပွဲတွေဘရိုးလည်းတွေ့မှာပါပြန်ဘက်အသင်းကိုဘောလုံးပြီးကိုင်ထားလိုက်တယ်ပြင်ငေါတွေကလှလင်းမြန်နော် ကစားမယ်ဂိုးသွင်းမယ်ကောင်တာအထက်ခွတ် transition ဆိုတဲ့အယူအဆအတိုင်းပဲ Chelsea ကကစားသွားတာသို့တော့တကယ် pressing ပေးရမယ်အပိုင်းတွေမှာပထမပိုင်း7 minute minute 20လောက်ထိပဲအဆင်ပြေတယ်အကျန်တဲ့အပိုင်းတွေမှာထောက်လျှောက် pressing ပေးတာပါလျော့လာတယ်ဘောလုံးအများစုကင်ထားတဲ့အသင်းကတော့ Flamengo ဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်နောက်ထပ်တစ်ချက်က Nicholas Jackson နဲ့ပတ်သက်ပြီးစကားအများကြီးပြောရလိမ့်မယ်ဗျတကယ်ဟုတ်ရုတ်တာပါဗျသူ့ရဲ့ တရအနီရကျွန်တော်ကတော့တရခိုင်လုံးတရအနီလိုပဲထင်တယ်။ဒိုင်းကိုဘာမှအပြစ်ပြောစရာအကြောင်းမရှိဘူး။ရွေချက်ပါတဲ့ဘောလုံးရှင်းထုတ်ဖို့မဟုတ်ရွေချက်ပါတဲ့နင်းတာဗျာနင်းတာပြစ်ဒဏ်ကျူးလွန်တာ။ဘောလုံးရှင်းထုတ်လိုက်လို့ခြေထောက်ကိုလည်းရွေချက်ပါတဲ့ဘောလုံးကိုလည်းရွေချက်ပါတယ်ဆိုရင်ကျွန်တော်လက်ခံတယ်။အဲ့တော့ဒီပြစ်ဒဏ်ဒီ ယူရဲ့ချက်ရှိရှိနဲ့ဟိုတဖက်အတင်းကစားသမားရဲ့ခြေထောက်ကိုနင်းတာဗျအခက်မသိရင်ကျိုးသွားနိုင်တယ်တရိုက်နီယိုနေရမှာပါအဲ့တော့ဂျက်ကဆင်ဆိုတဲ့ကောင်ကပရီးမီးယားလိမှာလည်းနေပြီးသွားပြီအဲ့တော့စိတ်တက်ပိုင်းကတော်တော်ညံ့ဖျင်းနေတယ်လို့ပြောရမှာဖြစ်ပါတယ်ဒါဒီဘာကြောင့်လဲလီယန်ဒီလပ်ကိုခေါ်လိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ပွဲတော်ခွင့်တနေရာအတွက်စိုးရိမ်စရာရှိတဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်ချင်တယ်လို့ဖြစ်ကန့်ကျင်တယ်လို့ကန့်မယ်ဆိုတော့ ခံယူချက်မျိုးယူဆချက်မျိုးနဲ့ကန့်နေတာလားရှေ့လျှောက်တောက်စစ်ဖြစ်လာနိုင်တယ်နော်ကျွန်တော်ခုတွေကပြောလိုက်ပြီ necklace ကျစင်တောက်စစ်ဖြစ်လာနိုင်တယ်ဒီလိုကောင်မျိုးတွေကအသင်းကိုစရောက်လာကြတဲ့ကအဲ့လိုပြိနေအောင်ပြားနေအောင်ဖိထားမှာနီးပြားနီးပြားကလည်းတောက်တလွဲဖြစ်တဲ့အခါကျတော့ valerie ရဲ့ဟိုတက်တဲ့ တိတ်တော့မပြသေးတဲ့ကစားသမားတယောက်ကိုချယ်ဆီလိုအသင်းမျိုးကြီးမှာနေရာပေးလိုက်တော့ဟိုကောင်ဖီးတက်ပြီးငါဆရာကြီးကတရားသူ10ကိုကျော်15ကိုကျော်တွင်းလာတဲ့ကောင်ဆိုတော့အဲ့လိုကိုကိုအထင်မြင်ကြီးမှုပေါ့နော်ဘဝင်မြင့်မှုဟာရှိနေတယ်လို့ကျွန်တော်ထင်တယ်ဗျာသူ့ဘာသူအပြင်ပနေထိုင်မှုဘဝမှာဘလောက်ပဲယူရှင်ယူရှင်ငါချယ်ဆီနဲ့ပတ်သက်တိုက်စစ်ပိုင်းမှာဆရာကြီးပဲကျန်တဲ့ကောင်တွေကစောက်ဘောတွေဘာမှကိုမတွင်းနိုင်တာ ငါအဓိကပဲဆိုရဲပုံစံမျိုးရှေ့လျှောက်ချိုးလာနိုင်အဲ့တော့ကြောင့် Nicholas Jensen ပြတ်တနာကိုအခုကတည်းကကောင်းကောင်းအပြေရှားမယ်နော်ရောင်းထုတ်သိရင်ရောင်းထုတ်ရောင်းမထုတ်သိအောင်ဆိုရင်လည်းဒီကစားသမားနဲ့အခြေလေဆွေးနွေးပြီးတော့ Chelsea နဲ့ Jensen သဘောတူညီချက်တစ်ခုခုတော့ယူသင့်တယ်ဒီလိုမှမဟုတ်ရင်ဒုတိယ Romelu Lukaku ဖြစ်လာနိုင်။ Okay ကျွန်တော်ဆွေးနွေးခြင်းနဲ့နံပါတ်3အချက်ကတော့ပုံပြတ်နေတဲ့ကိုပါမှာ။ဒီနေ့ပွဲစဉ်မှာပါမောကိုတုံးခဲ့တဲ့နေရာသည်ချယ်ဆီကိုဆက်ဆက်ရောက်ချင်းသူကစားခဲ့တဲ့နေရာဖြစ်တဲ့ right wing မှာတုံးခဲ့တာ။အန်ဆိုကိုနံပါတ်10နေရာမှာထားပြီး Netto ကို left wing right wing ပါမှာ LND လက်ရှိမှာအထောင်ထားတဲ့ပုံတံမျိုးသည်စိတ်ကူးစိတ်တန်းအရာမဆိုးဘူး။ဒါပေမဲ့တကယ်ကစားတဲ့အခါမှာပါမားပထမအိမ်မှာပါတယ်လို့တော့မထင်ဘူး။သူကိုယ်တိုင်လည်းရာသီဥရုဒံကိုခံနေရတာလေပါကောင်းပါနိုင်တယ်။ကျွန်တော်နံပါတ်10ကြီးတော့ဝှက်ထားပဲ။ဟေ့အောင်ကျွန်တော်နံပါတ်10ဘာမှလဲလို့မေးယူရတော့ပျောက်နေတယ်။ တယ်ပက်ဒရိုနက်တူဘက်ကပဲများသောအားဖြင့်ထိုးဖောက်မှုတွေလုပ်ခဲ့တယ်အဲ့တော့ကြောင့်ပါမားကတော့ပုံပြတ်သွားပြီလို့ကျွန်တော်ပြောချင်တယ်ဆိုလိုချင်တာ right wing မှာပါမားစော့နိုင်တယ်ဆိုတဲ့အယူအဆကိုကျွန်တော်တို့ ဖယ်ထုတ်ထားလိမ့်မယ်။ပမာဒီ right wing မှာလုံးဝအဆင်မပြေတော့ပါဘူး။အဲ့တော့သူ့နေရာ attacking midfield တနေရာမှာပဲပိုကောင်းလောက်အောင် Azumaris ကအနေနဲ့ polish လုပ်ပေးတင်ပါတယ်။ right wing တွေထုတ်မယ် left wing တွေထုတ်မယ်ဆိုရင်တော့ပမာပုံပြက်ပြီးရင်ပြတ်သွားနိုင်ပါတယ်။အဲ့တော့ကြောင့်နီးပြတယောက်ရဲ့အရေးပါမှုကဘလောက်ကြီးသလဲဆိုတာကျွန်တော်အမြဲတမ်းလို့လို့ပြောတာပါ။ပြီးခဲ့တဲ့တရာဒီလုံးဝတောက်လျှောက် right wing မှာမကစားခဲ့ရဘဲနဲ့ AM ကစားခဲ့ရတဲ့ခါကျတော့ right wing မှာပြန်ထွက်ရတဲ့အချိန်ဟိုသူကအဲ့နေရာမှာမစော်ဘူးလို့လို့ဘာလို့လို့ဖြစ်သွားတာ။ဟုတ်ပြီအဲ့တော့နောက်ထပ်ဆွေးနွေးချင်တဲ့နံပါတ်၄အချက်ကပုံမလာတဲ့ Robertson န်ချက်ချယ်ဆီဂိုးပေါက်တနေရာနဲ့ဘာမှမဆိုင်တဲ့ရောဘတ်ဆန်ချက်ရောဘတ်ဆန်ချက်အကြောင်းအသိပြောနေစရာမလိုပါဘူးပြီးခဲ့တဲ့တရားဒီလုံးချယ်ဆီပြိတ္တတွေရဲ့မြစ်တာပို့တာခြင်းကိုခံခဲ့ရတဲ့တောက်ကရုံအဲ့ဒီပွဲစဉ်မှာလည်းရောဘတ်ဆန်ချက်ဒီလွယ်လွယ်ကူကူဂိုးတွေကိုခွင့်ပြုပေးနေရသလိုပထမပိုင်း10မိနစ်အတွင်းမှာဘောလုံး2ချိန်မှားပေးတယ်ကျွန်တော်တရားကြည့်တာကန်တင်ပေးလိုက်တဲ့ဘောလုံးကမမြောက်ဘူးမြေလိန်ဘိုးကြီးနဲ့ပြိုင်မဲ့ကစားသမားကြီးယူသွားတယ်တစ်ချိန်နဲ့လဲမှားတာမဟုတ်ဘူး2ချိန်မှားတယ်အဲ့တော့2ချိန်မှားတာလည်းမဟုတ်ပြီးခဲ့တဲ့တရားဒီလုံးအပုံနဲ့မှားတယ်အဲ့လိုမျိုးဘောလုံး တာမန်ပေးပို့မှုတော်စောက်သုံးကြအောင်မပေးနိုင်တဲ့ဂိုးသမားတယောက်ကိုမာရက်စ်ကဘာလို့မြဲပွဲထွက်ဂိုးသမားတနေရာအတွက်ယူရထားတယ်လို့ပြောတာတော့ဖတ်ကော့ပဲနော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ချက်ကတော့အန်ဝင်ဖို့လိုနေတဲ့လီယန်ဒီလက်ဒါတော့လက်ခံလို့ရပါတယ်အသင်းကိုရောက်လာတာလည်းသိမကြသေးဘူးပူးပေါင်းတာကလည်းနှစ်ပတ်သုံးပတ်လောက်ပဲရှိသေးတယ်အဲ့လိုကစားသမားမျိုးကတော့အသင်းနဲ့လိုက်လျောညီတွေ့မှုဖြစ်အောင်ကစားတတ်ဖို့လိုနေသေးတယ်သူတယောက်တည်းချွန်းတော့ထွက်နေတယ်ပေါ့နော်တိုးတော့သူ့ရဲ့တကူရီကျွမ်းကျင်မှုအရာတော့တွန်းတွန်းတက်တိုက်နဲ့ဘယ်လန့်ကောင်းကောင်းနဲ့ necklace jason ထက်တော့ပို့ပြီးတော့အာက ိုးရမယ့်အခြေအနေမျိုးရှိတယ်လက်ရှိအချိန်မှာတော့လိုအပ်ချက်အနည်းငယ်လောက်ပဲကျွန်တော်မြင်ပါတယ်ခင်ဗျအတင်းနဲ့တဟတာတာဖြစ်သွားပြီးစီမျောသွားနိုင်ပြီဆိုရင်ပုံမိုက်လာပါလိမ့်မယ်ကဲနောက်ဆုံးတပိုင်းအကြတော့ခံစစ်ကစားပုံလေလိုအပ်ပါတယ်ဖလာမင်ဂိုတွင်းယူသွားတဲ့ဂိုးတုံးဂိုးလုံးကချင်းပါတယ်လွယ်လွယ်လေးနဲ့တွင်းယူသွားခဲ့တာဖြစ်ပါတယ်အဲ့တော့လဗိုင်းကိုဝဲလက်ဒီနေ့ပွဲစဉ်မှာနည်းနည်းပန်းနေတယ်ထရီဗာရှာလိုဗာလည်းအဆင်မပြေဘူးဆိုတော့တကယ်တမ်းဘောလုံးပြိုင်ပွဲတွေနော်ပွဲကောင်းတွေပြိုင်ရတော့မယ်ဆိုရင်ဒီလိုပုံသဏ္ဍာန်မျိုးတွားပြီးတော့ပြိုင်လို့မရဘူးကစားသမားကောင်းတွေလိုတယ်ကျွန်တော်ကတော့ လက်ဖွင့်တနေရာမှာသာမဟုတ်ဘဲနဲ့ဒီ CB ကစားသမားကောင်းတယောက်ကိုလည်းလက်ဖိုင်းကိုဝဲနဲ့တွဲပေးဖို့ခေါ်သင့်ပါကြောင်းသုံးသက်ဆွေးနွေးနဲ့ဗီဒီယိုလေးဒီမှာနားကြပါရစေကျွန်တော်ညီကိုရဲ့အမြင်တွေရောကောမန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာအခုတော့အားလုံးနှုတ်ဆက်ပါရစေ